ကျွန်မမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝိရနေ့ရနေ့ကျွန်မတို့ချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခုနှစ်ရဲ့သားသမီးများအလုံးရှင်းနေပွားသားသမီးများအားလုံးဒီတစားမုံလမှာစိတ်ချမ်းသာခြင်းကိုယ်ဉာဏ်မှခြင်းနေနဲ့ပြည့်စုံပါစေ။ဒဇာမုံလာအတွက်နောက်ဆက်တလာပိုင်းအတွက်တနစာကံကြမ္မများကိုတနင်္ဂနွေသားသမီးရနေစပြီးတော့အထူးဟောပြောပြီးမှဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများဒဇာမုံလာမှာဘယ်လိုကံကြမ္မများနဲ့ ဘလို့ကန်စားတာတဲ့ကိုရောက်ရှိနေလဲဆိုတာကိုကျွန်မရဲ့ဗီဒီယို like လေးကိုအစာဆုံးလေးကြည့်ရှုပေးဖို့လိုအပ်ပါတယ်။တနင်္ဂနွေသားသမီးများကဒီစက်တလပိုင်းဆိုတာကတော့မိမိတို့အထူးဂယုပြုရမယ်ဂယုဆိုင်ရမယ်လာတလဖြစ်ပါတယ်။ပေါ့ပေါ့ပြက်ပြက်မနေထိုင်မိအောင်လည်းအထူးစင်ကြင်ရမှာ ဖြစ်ပါတယ်။မိမိတို့အနေနဲ့ဆယ်လပိုင်းအကုန်စက်တလပိုင်းလအစကနေစပြီးတော့မှမိမိတို့ရဲ့ ဒိဋ္ဌံတစ်ခုခုကိုလေးလေးနက်နက်လေးပြုတ်လုပြီးတော့ဆူတောင်းတိုင်တယ်ပေးတာမျိုးနော်မိမိတို့အနေနဲ့ဒိဋ္ဌံတစ်ခုခုကိုဝင်ထားတာမျိုးကြီးရှိထားမှာဖြစ်ပါတယ်တနည်းမလို့သားသမီးများဆိုလို့ရှိရင်စက္ကလာပိုင်းမှာမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာတွေကြုံရတတ်ပါတယ်စေယုံစေကန်းတွေရောက်ရှိရတတ်ပါတယ်မိမိတို့အနေနဲ့ ဒီလဟာဒေါရကြီးလွယ်မယ်ဒေါရထွက်လွယ်မယ်စိတ်မထိန်နိုင်တဲ့လတလဖြစ်ဖြစ်တတ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများအဆိုလို့ရှိရင်တော့ဒီ၁၇လပိုင်းမှာအထူးကိရုဆက်ရမှာဖြစ်ပါတယ်ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီ၁၇လပိုင်းမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ကောင်းမွန်တဲ့ဘာသာရေးတစ်ခုခုကိုပြုလုပ်နေတာမျိုးတွေဖြစ်စေချင်ပါတယ်မိမိတို့မွေးရမွေးရမှာတတ်တတ်လို့ဒီစားမယ်အဋိဌံပတိစိတ်ပေးတာမျိုး နော်တလကူးတဲ့ဒိဋ္ဌံဝင်လာတာမျိုးနော်ဒါမှမဟုတ်ရင်မိမိတို့အနေနဲ့နမောတတကိုတနေ့ကိုတရားရှိခောက်ရွတ်ဖတ်နေတာမျိုးပေါ့ဥပဇက်ကနေပြီးတော့အချိန်တိုင်းမှာမိမိတို့စိတ်ထဲကနေနော်မိမိတို့ရဲ့နှုတ်ကနေပြီးတော့မှနမောတတဘေကဝါတော့အရဟတောတမန်တမုတ်တတဆိုပြီးတော့ရွတ်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါလေအညံ့နေကင်းစင်သွားမှာ ဖြစ်ပါလေ ကိုရှိကိုရောက်လာမဲ့မကောင်းတဲ့အနေနဲ့တိုက်ခတ်နှောက်ယှက်တွေလည်းကဲဝေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့ဒီဆက်တလပိုင်းမှာအထူးဂရုစိုက်ရမယ့်လာတလဖြစ်ပါတယ်။အလုံးကိုင်းနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းမှာမိမိတွင်းပေးလိုက်တဲ့လူနော်ကိုရဲ့လက်အောင်ငယ်သားတွေကကိုပေါ်မှာမလိုမုန်းသည်စိတ်တွေနော်ရန်လိုမင်းထက်ပြုတ်မူလာတာမျိုးတွေတွေ့ရတတ်ပါတယ်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ နောက်တစ်ခုအနေနဲ့တနင်္ဂနွေသားသမီးများသူဆိုလို့ရှိရင်ဒီ7လပိုင်းမှာမိမိတို့လုပ်နေတဲ့လှုပ်ဆောင်ချက်တွေမိမိတို့ရဲ့အလုပ်ငန်းတွေမိမိတို့ရဲ့အလုပ်တွေစိတ်ဝင်စားတာမျိုးတွေစိတ်တည်လီနေတာမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှစူးစမ်းသလောက်မအောင်မြင်လို့စိတ်တက်ကြလွယ်တတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိတို့အနေနဲ့အထူးဂရုစိုက်ရမှာဖြစ်ပါတယ်မိမိတို့စုဆောင်းထားတဲ့ရွှေငွေရေသနာတွေ နော်ငွေကြေးရေးတွေရတယ်ဒီစက်တလပိုင်းမှာမိမိရဲ့စိတ်ဆုံးဖြတ်ချက်တွေအလောတဆုံးအလော30ပြုမှုဆောင်ရွက်လိုက်လို့ကုန်ကြသွားတာမျိုးတွေဆုံးရှုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများဒီစက်တလပိုင်းမှာအထူးဂရုစိုက်ရမှာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပါလူမှုရေးကိစ္စတွေမှာတတ်နိုင်သလောက်ဝင်မပါပါနဲ့ မိမိတို့လုပ်ငန်းပိုင်းတွေမှာကိုယ်ပိုင်လုပ်ငန်းတွေစတင်ကောင်းတဲ့ဖော်မဲဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့3ရက်16ရက်24ရက်တည်းအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုနေ့ရက်မျိုးတွေမှာစိုင်းတေးဖွင့်တာမျိုးတွေလုပ်ငန်းသစ်စတင်တာမျိုးတွေအထူးကောင်းမွန်ပါတယ်ဒီလိုနေ့မျိုးတွေမှာစစ်ဆက်တောင်းလန်းခြင်းတွေမင်္ဂလာအမှုကိစ္စတွေပြုလုပ်မယ်ဆိုရင်လည်းအောင်မြင်ပါတယ်ဒီလိုနေ့မျိုးတွေမှာမိမိတို့အနေနဲ့ အရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။ဒီ၁၇လပိုင်း၁၆ရက်နေ့ရဆိုလို့ရှိရင်တော့အကောင်းဆုံးနေ့ရက်တစ်ရက်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများဆိုရင်အာမခံကိစ္စမျိုးတွေလူမှုရေးနဲ့ပတ်သက်တာမျိုးတွေတော့မိသိကိစ္စမှဝင်မပါရင်ပို့ပြီးတော့ကောင်းမွန်ပါတယ်။မမျော်လင့်မဲနဲ့အမှုအခင်းတွေပါရင် ဖြစ်တတ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့လူမှုရေးကိစ္စတွေဝေးဝမနေပြရမှာဖြစ်ပါတယ်။ မကောင်းတဲ့နမိတ်စကားတွေမကောင်းတဲ့သတင်းစကားတွေမကောင်းတဲ့နမိတ်တွေတွေးကြုံလာတဲ့အခါကျရင်လည်းမိမိအနေနဲ့ချက်ချင်းခေါင်းလျှော်ဖြစ်တာမျိုးတွေเนาะတယောကမွန်းသီးနဲ့ခေါင်းလျှော်လိုက်ရတာမျိုးတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်စိတ်ညစ်စရာတွေကြုံရတဲ့အခါမျိုးမှာလည်းမိမိအနေနဲ့ဘာမှ စိတ်တဲကိုမထည့်ဘဲနဲ့နမောတတဘုရားရွတ်ဆိုပေးပါဒီ17လပိုင်းမှာဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာငွေမများလဲကင်လို့မရတဲ့ကာလတစ်ခုဖြစ်ပါတယ် ငွေတွေရင်းနှီးမြုပ်နိုင်လိုက်ပြီးတော့မှစုံစုံမြုပ်သွားတာမျိုးတွေလည်းဆုံးရှုံးသွားတတ်ပါတယ်။အိမ်တွင်းရေးမှာလည်းမသားမယားဖြစ်နေတတ်တဲ့ခါးနာတာတွေဒူးနာတာတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်။အဲ့တော့ပြောရမယ်ဆိုရင်ဒီစက်တလအပိုင်းမှာတော့စိတ်တော့ကဒီစက်တလအပိုင်းမှာမိမိတို့အနေနဲ့အချီရေးအိမ်နောင်ရေးတွေကတော့ကံကောင်းနေတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့နော်ကံ ောင်းမလို့နဲ့ညံ့သွားတာမျိုးတွေရှိပါတယ်အဲ့တော့မိမိတို့ခါတို့ချက်တောက်တို့เนาะထိကြိုက်တန်ရာတွေတွေ့ကြုံရတတ်ပါတယ်တနင်္ဂနွေသားသမီးများမိသူမဆို28နှစ်အသက်28နှစ်ရောက်ရှိနေတဲ့တနင်္ဂနွေသားသမီးများဆိုရင်တော့သူများကြောင့်အမှုခင်းတွေဖြစ်တတ်တာမျိုးတွေယုံရောက်ရယုံရောက်လို့ပြဿနာတွေဖြစ်ရှင်းရတာမျိုးတွေတွေ့ကြုံရတတ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အင်္ဂါနေ့ညနေစောင်းမှာတစ္ဆာပန်း၃ပွင့် တရက်ညွတ်ရှင်ညွတ်ကိုအိမ်ဖျားမှာဖျားပန်းအဖြစ်ကတ်လူပေးထားမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့စုတောင်းမှာတတ်တက်လို့ရှစ်ရက်စားပေးပါ။တွေ့ကြုံရမယ့်ဒုက္ခတွေကင်းငြိမ်သွားမှာဖြစ်ပါတယ်။ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီကာလဒီဆက်တလပိုင်းဆိုတဲ့အညံ့တွေကိုမိမိတို့အနေနဲ့ကင်းစင်သွားခြင်းနဲ့မိမိတို့လုံသမျှကောင်းကျိုးချမ်းသာတွေရရှိစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့မိမိတို့မှာအရေးကြီးတဲ့ကိစ္စတွေလည်းဆောင်ရွက် ဖို့ရှိနေတယ်ဆိုလို့ရှိရင်တော့ဒီစက်တလဘိုင်းမှာသင်္ကန်းတစုံလှူဒန်းပေးရမှာဖြစ်ပါတယ်အဲ့တော့မိသည့်တနင်္ဂနွေတာသမီမဆိုလှူဒန်းလို့ရပါတယ်သင်္ကန်းတစုံလှူဒန်းပြီးွားပြီဆိုရင်တော့မိမိတို့အဲ့ဒီနေ့မှာပဲဘုဒ္ဓဘုဒ္ဓဘုဒ္ဓဆိုတာနဲ့ပတိစိတ်ပေးရမှာဖြစ်ပါတယ်ဘဏ္ဍပတ်ရရစိတ်ပေးပါခါကြီးရက်ကြီးဒီမှာတော့တတ်တတ်လွတ်စားပြီးရင်ပူပြီးတော့ကောင်းပါတယ်မိမိတို့အနေနဲ့တိမ်ဝင်တဲ့လမ်းမှာတန်ပုံး ဖြစ်ရမယ်။တန်ဘုံထဲမှာသဲအပြည့်ထည့်ပြီးတော့မှတိမ်ဝင်လန်းလေးကိုသဲလေးခင်းပြီးတော့မှမိမိတို့ရဲ့အညံအခိုက်တွေကြည်ပါစီမိမိတို့ရဲ့လှုပ်ဆောင်သမျှတွေအောင်မြင်ပါစီလို့ပြောဆိုပေးရမှာဖြစ်ပါတယ်။ဒီဟာတွေကတော့တောက်ကြနေညနေဆောင်မှာပြုလုပ်ပေးရင်ပို့ပြီးတော့အောင်မြင်တတ်ပါတယ်။အဲ့တော့ဒီတလမှာတနေ့ခုနေ့သားသမီးများကပြုလုပ်ရမယ်ဆောင်ရွက်ရမယ်ရည်ရည်ရှိပါတယ်။ဒါကတော့926កောင်လှုပ်ပေးရမှာဖြစ်ပါတယ်။ ဖုန်းကြီးเจ้าကိုစွန့်ကြိုက်ပြီးပို့ပေးပါစက်သားဟင်းနဲ့စွန့်ကြိုက်ပို့ပေးလို့ရပါတယ်မိမိတို့အနေနဲ့ဒီကာလလေးမှာဆိုလို့ရှိရင်တော့မိမိတို့ရေရာပန်းဟိုးအနေနဲ့ထိုးကျင်တယ်ဆိုလို့ရှိရင်တော့ကန်းကော်ညွန့်25ညွန့်လှူဒန်းပေးရမှာဖြစ်ပါတယ်ကဲတနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေပြည့်စုံပြီးတော့စိတ်တော်တိုင်းလို့ကိုပါလူရာဆန္ဒကြီးပြည့်ဝနိုင်ကြပါစေရှင်